trading မှာကိုရှုံးလို့ပါသွားတဲ့ငွေတွေကဘယ်ရောက်သွားတယ်လို့ထင်ပါသလဲဈေးကွာရယ်ဝယ်လိုက်တယ် ဈေးကြလို့အရှုံးနဲ့ထုတ်ရောင်းလိုက်တယ်။ကိုရှုံးလိုက်တဲ့ငွေက Bitcoin ကို short sale နဲ့ဝယ်တဲ့သူဒါမှမဟုတ် short ထားတဲ့ trader တွေစီကိုရောက်သွားပါတယ်။ဒါကတော့ spot trading ရဲ့စံနှုန်းဖြစ်ပြီးတော့ဒါကိုရောင်းသူနဲ့ဝယ်သူကြားက zero sum gain လို့ခေါ်ပါတယ်။တင်းရဲ့အရှုံးကသူတို့အတွက်အမျက်ဖြစ်ပါတယ်။ဒါပေမဲ့ leverage trading မှာတော့အရှုံးအများစုက liquidation မှာဖြစ်သွားပါတယ်။ကိုချေးလိုက်တဲ့ငွေပမာဏကို collateral ကမကမိနိုင်တဲ့အချိန်မှာအဲ့ချင်းကကိုယ့်ရဲ့ position ကိုလိုအမြောက်ပိတ်လိုက်ပါတယ်။ ဆိုတော့ဒီမှာရောကိုရှုံးလိုက်တဲ့ငွေကဘယ်ရောက်သွားတာလဲအဲ့ချင်းကိုအမကန်ငွေ ထုတ်ပေးရတဲ့သူတွေရှိပါတယ်ကိုရဲ့ leverage ဆိုတာသူတို့ပေးတောင်းတဲ့ငွေတွေဖြစ်ပါတယ်ဆိုတော့ရှုံးရင်သူတို့စီရောက်ပါတယ်ကို့မှာငွေမရှိပေမဲ့ leverage နဲ့ trading လုပ်နိုင်နေဆိုတာဒီငွေကြောင့်ပဲဖြစ်ပါတယ်ပြီးတော့အဲ့ချင်းက liquidation fees အတွက်တည်တံ့ကောက်ယူတာလည်းရှိပါတယ်အဲဒါကတော့အဲ့ချင်းကတိုက်ရိုက်ယူပါတယ်ဆိုတော့ trading မှာငွေရှုံးသွားတဲ့အချိန်မှာကိုရှုံးတဲ့ငွေက အောင်မြင်တဲ့ချွေတာတွေစီလဲရောက်သွားသလိုအိတ်ချင်းရဲ့အာမခံငွေတွေကိုလည်းရောက်သွားပါတယ်